းလားဟုမေရီဂရေ့စ်ကမေးလိုက်ပြန်သည်ထိုမေးခွန်းကိုညာတိုင်းမေးနေကြလဲဖြစ်သည်သူတို့တွင်ဟွန်ဒါအကော့ကားဟောင်းနောက်တစ်စီးရှိသည်ယခုထက်ထီတော့ယမူနာကြောင့်အထီးခိုက်မရှိသေးကားထီးခိုက်ပျက်စီးမိတဲ့တရားမဝင်ရောက်နေပြီးလိုင်စင်လည်းမရှိဘာမရှိနဲ့ဟက်တီဘက်ဤလမ်းများပေါ်တမောင်းနေသည့်အဖြစ်ကိုအမဲလိုတွေး၍ထိတ်လန့်နေမိသည် မောင်းသူအတွက်အာမခံကြေးလည်းမရှိ။တွားပြီးသားခရီးမိုင်ပေါင်းကလည်းဂရေမကရှိတော့မီ။နောက်ခုံတွင်လည်းသားနှင့်သမီးကထိုင်လိုက်နေသည့်အဖြစ်ကတွေးမိတာရင်မောစရာပင်ဖြစ်သည်။သူတို့သည်နောက်ခုံမှထိုင်ပြီးယမနာကိုကားမောင်းလေးကျင့်ပေးရင်းတွားနေကြလမ်းကိုမမိလာသည့်အထိမောင်းခိုင်းခဲ့သည်။ကြောင်ကုံစုံဆိုင်လိုအပ်လာရင်သူတို့ရုံးရှိရများကိုသာမောင်းစေသည်။ လမ်းတွင်ရဲကရက်ခိုင်းနေရင်သူတို့နှုတ်စလုံးကရဲအစိုးရရှိနေနဲ့တရားသူကြီးကိုကျင့်တဲ့အထိတောင်းပန်မိဟုလဲကြံရွယ်ထားပြီးဖြစ်သည်အားလုံးကိုလည်းရင်းရင်းနှီးနှီးတည်ထားကြ၍လဲယခုလိုဆုံးဖြတ်ထားကြခြင်းလဲဖြစ်ပေသည်မြို့ရှိရုံးထိုင်နေသောတရားသူကြီးသည်လဲသူ့ channel ရှိ ပေါင်းမြန်များနှုတ်ရန်နှင့်မျက်ရည်ရန်တရားမဝင်အလုသမားများကိုနှာရန်ခိုင်းစေနေကြောင်း ဝက်စ်ကတေချာပေါက်တည်ထားခဲ့ပြီးဖြစ်သည်။ဘာမှပြဿနာမရှိပါဘူး။အားလုံးအဆင်ပြေပါတယ်။တကယ်လဲအားလုံးအဆင်ပြေသည့်နေ့ဖြစ်သွားခဲ့သည်ဟုတွေးလိုက်ရင်ချစ်စများပျော်သွားအောင်လုပ်နေလိုက်သည်။ထိုအချိန်တွင်တယ်လီဖုန်းမြည်တံထွက်လာ၍ဝက်စ်ကစိတ်မပါလက်မပါဖြင့်ကောက်ကင်လိုက်သည်။မိသူကခေါ်သည်ဟု ဖုန်းစကရင်တွင်မပေါ်ခက်ကြောင်ကြောင်တကောင်ကချင်းချောက်ချင်းလိုလည်းဖြစ်ပြီးဒီလိုကောင်မျိုးတွေက သူတို့ဤဆဲဖုန်းကိုတုံးချင်ရာတုံးနေကြသူများဖြစ်သည်ဝက်စကတစ်ဖက်ကပြောသည်ကိုခဏမျှနားထောင်ပြီးဖုံးချလိုက်ကချက်ပြုတ်နေသူများကိုနှောက်ရှက်ရင်မိဖို့ကြောင့်သူလျှောက်လာသည်မေရီဂရေ့စ်ကဘသူများလဲဟုစိုးရိမ်မကင်းတဲ့ဖြင့်မေးလိုက်သည် သူတို့အိမ်တို့ဝင်လာသည့်ဖုံးတိုင်းကို အမဲလိုတန်တရားစိတ်ဖြင့်လက်ခံဖြေဆိုလေးရှိသည်ရှာမင်းရုံးကနေဆက်နေတာ တင်းတော့တွေရုံးရှိမှာရစ်တီရစ်တီလုံနေကြတယ်ဆိုပဲစတားဖြစ်နေတဲ့ကိုလို့ကိုရှာနေတာဖြစ်မယ်ရှာမင်းဒီရုံးကရှေ့နေလက်ထောက်တဲ့ဦးဖြစ်သည်သူကမပြန်သေးပဲဘာလို့ရုံးမှာရှိနေတာလဲဟုမေရီဂရေ့စ်ကထပ်မေးပြန်သည်ဒီနေ့အတွက်မပြန်ချင်သေးလို့ဖြစ်မှာပေါ့ကွာအတုတ်သေးသေးဖို့တန်လွင်သေးတယ်ရှိလားမရှိဘူးဒါနဲ့ရှင်ကမပြန်ပြောလိုက်နဲ့အဲ့ဒီထဲကတရားရုံးကိုသာပြစ်ထည့်လိုက် အလိုလိုနေရင်ရှဲသွားလိမ့်မယ်လို့ယမုန်နိုင်အမကိုအရွယ်တုပ်ပကံလေးကမ်းလိုက်စမ်းပါသူတို့၅ယောက်စလုံးမိဖို့ကြောင့်တောင်းရှိဇပွဲပင် စုထိုင်လိုက်ကြသည်အတီတီလက်နှစ်ဖက်ကိုရှက်လိုက်ကြပြီးဝက်စ်ကဥဆောင်ကမိသားစုမိတ်ဆွေများနဲ့အချောင်းနဲ့စားနေရသည့်များအတွေ့ဆူတောင်းလိုက်သည်ဘဝတွင်ကောင်းသောအရာများပေးခဲ့သည့်ကျေးဇူးတော်ကိုလည်းအောင်းမေးလိုက်ကြသည် အမြောင်မြင်ရှိစွာဖြင့်ရရရော်ရော်စီရင်ချက်ချခဲ့ကြသည့်ဂျူရီများ၏ကျေးဇူးကို မမေ့မလျော့ရှိနေတော်လဲနောက်ကြမှထဲ့၍ဆုတောင်းမိဟုခြံထားလိုက်သည်လောလောဆယ်အရွက်သူပကံကသူ့ရှေ့ရောက်လာပြီဖြစ်သည်ထို့နောက်မက္ကာရိုနီနှင့် cheese ရောက်လာသည်အငယ်ကောင်မက်ကပလုတ်ပလောင်းနှင့်စားနေရင်းကတယ်ဒီသားတို့စခန်းချတယ်ကစားမလားဟုမေးလိုက်သည်တိတ်ကစားတာပေါ့ဟုပြောလိုက်ရင် ူဤခါသည်ရုတ်ချင်းဆိုသလိုနာလာသည် သူပြောသည်စကန်းချတဲ့ကစားမီဆိုသည်ကအခန်းထဲကျမ်းမြင်ပေါ်မှာပင်ဆောင်း၊မွေရာ၊ခေါင်းအများချ၍အိတ်ကြမီဟု ဆိုလိုခြင်းဖြစ်သည်တောက်ကြလူညာမျိုးတွင် TV ကိုတညာလုံးနီးပါးဖွင့်၍အိတ်ရင်ကြည့်နိုင်ရန်ဖြစ်သည်မမီနှင့်ဒယ်ဒီတို့ပါလာမတာပျော်စရာကောင်းမီလည်းဖြစ်သည်ယမုနာကိုပါဖို့ဖိတ်တော်လဲသူမကအလိုက်တသိဖြင့် အမြဲလိုငင်းခဲ့တည်ကြည်သားဖြစ်သည်မနေ့ပြန်ကြောင်းတရမှာမို့အိတ်ချက်ရောက်ရင်အိတ်ရမယ်နော် ဟုမေရီဂရေ့စ်ကသတိပေးလိုက်သည်လီဇာကဒါဆိုစေနိုင်နော်ဟုဈေးဝင်ဆက်လိုက်သည် no 9နိုင်ဟုမေရီဂရေ့စ်ကပြန်ပြောသည်ပုံမှန်ထက်နိုင်ယူဝဲပူရ၍ကလေးနှစ်ယောက်စလုံးသဘောကျသွားသည်မေရီဂရေ့စ်သည်ကလေးများနှင့်ဒူးချင်းထီပြီးအိယာတိအခိုက်တန့်ကိုဒစိမ့်စိမ့်အရသာခံခြင်းမိသည် ပင်မနှွမ်းနေတဲ့ရတညလဲတခဏနှင့်ပြပြောက်သွားပြီတော့မီသူမအဖို့နောက်ပိုင်းအနာရလာနိုင်၍ကလေးများကိုចောင်းပို့ចောင်းជို့လုံနိုင်ပြီဦးမီကလေးများအတန်းနဲ့ထိလိုက်ကြည့်နေ့လယ်စာအတူစားသူမအဖို့ကမိခင်ဘဝထက် အခြားဘာကိုမျှမျော်လင့်တောင်းတနေမိခြင်းမရှိတရားယုံခံမှတဲ့သို့မဖြစ်မနေဝင်ရသည့်အခါတိုင်းအမြဲလိုစိတ်ညစ်ညူးကြရသည်ဖြစ်သည် ဗုဒ္ဓဟူးနေ့ညတိုင်းသင်္ချူတော်ဘုရားကျောင်းတွင် လာနေကြသူများကအိုးလိုက်မှယူလာကြသည့်အသားဟင်းမျိုးစုံကိုလည်းစားရဖို့ရှိသည်လူလဲအမြဲလိုဆုံနေ၍အားရစရာကောင်းသည်လူစီကားသောဘုရားကျောင်းသည်သူတို့နေရာရက်ကွက်အလဲပိုင်းလောက်တွင်ရှိသည်တနင်္ဂနွေနေ့ဗုဒ္ဓဟူးနေ့ဘုရားကျောင်းသို့ဝင်ပြူလာသူများကလန်တလန်နှစ်လန်းကျော်လောက်လျှောက်လာကြရသည်ကျောင်းတကားကိုတနည်းနဲ့ရင်၁၈နာရီခန့်ဖွင့်ပေးထားသည် တင်းအောင်ဆရာသည်ကျောင်းနောက်ဖက်ရှိ သူ့အတွက်ပေးထားသောအိမ်တွင် နေသူဖြစ်၍ရောက်လာသူများအားဝိပုစုတောင်းပေးရန် အမဲလိုရှိနေတတ်သည်သူတို့အားလုံးကအသိဝင်များအတွက်တည်တံ့ဆောက်ပေးထားသည့်ဘုရားကျောင်းနှင့်တွဲရက်သုံးမိုးခမ်းမဆောင်တွင်စားကြသည်ခောက်စပွဲများပေါ်တွင်လည်းချက်နီးပေါင်းစုံဖြင့်ချက်ထားသောဟင်းလျာများချထားသည်ပေါမုံဖြူဖြူအလုံးရှည်တွေထည့်ထားသောချင်းတချင်း ့ဖိအကျုံများထည့်ထားသည့်ဘူးကြီးတဘူးရေတံဘူးများပြားလဲချပေးထားသည်ယခုညတွင်ယခင်ကားထက်ပို၍စီဖို့ရှိနေသည်ဂျင်းနဲ့ရောက်လာလိမ့်မည်ဟုလဲအလုံးကမျောလင့်နေကြပြီးအောင်ဝဲခံအထိမ်းမဲ့လို့ကိုအစင်သည့်ပြင်ထားကြပြီးလဲဖြစ်သည်ထင်ရှုတော်ဘုရားကျောင်းသည်အချောင်းမိတိဘာသာရေးအဖွဲ့အစည်းတစ်ခုခုနှင့်အနေငယ်မြပင်ချိတ်ဆက်ထားခြင်းမရှိဘဲလုံးဝတတိတသန့်ရည်တည်နေခြင်းဖြစ်သည် ចောင်းကိုတီထောင်ခဲ့သူတင်းဥစရာဒီနီအော့အတွက်လဲဂုံယူစရာဖြစ်လာခဲ့ရသည်ចောင်းတိုင်အားယခင်ဆယ်စုနှစ်ပေါင်းအတော်ကြာကနှစ်ချင်းခရီးရများကတိဆောက်ခဲ့ခြင်းဖြစ်ပြီးနောက်ပိုင်းတွင်ဘိုးမိုးကဲ့သို့ပင်ဆူဆူပြည့်ပြည့်မရှိဖြစ်သွားခဲ့ရသည်တင်းဥစရာအော့ရောက်လာခြင်းတွင်ဖျားเจ้าတို့စိတ်တရားတန်ချံများဆူဆူဝါဝါခံစားနေရသူအနေငယ်မြတာလာတော့သည့်အနေအထားဖြစ်လာသည်အချင်းချင်း အစင်မပြေရန်လိုမှုများကြောင့်အသင်းဝင်များယောနေသွားရခြင်းလည်းဖြစ်သည်။အော့သည်ပြဿနာများကို ရှင်းပေးပြီးကျောင်းတကားကိုလည်းအားလုံးအတွက်ဖွင့်ပေးလာခဲ့သည်။လူများအားလည်းလက်ကမ်းကြိုဆိုခဲ့သည်။သူအားလည်းရုပ်ချင်းလက်ခံခဲ့ကြသည်မဟုတ်။အ धिक အားဖြင့်မြောက်ပိုင်းမှရောက်လာသူဖြစ်သည့်အပြင်စကားကိုလည်းတူတူပြက်ပြက်လေးတန်မျိုးနှင့်ပြောတတ်၍ဖြစ်သည်။နီဗရာစကားရှိဓမ္မကျောင်းတွင် ဘိုးမုံမအမျိုးသမီးတဦးနှင့်စုံစည်းခဲ့ရာမှတောင်ပိုင်းသို့ပါလာခဲ့ခြင်းလည်းဖြစ်သည် အလွဲပဲချော်ချော်များကြုံခဲ့ရပြီးနောက်အော့သည်ဒုတိယနှစ်ချင်းခရီးရန်ဖျားရှိကိုကြောင့်ဤယာယီသိန်းအုပ်စရာဖြစ်လာခဲ့သည်သူကိုယ်တိုင်ကတော့နှစ်ချင်းခရီးရန်တရားမဟုတ်ဘိုးမုံတဝက်တွင်လည်းတရားဟောစရာ အတော်ရှားပါနေပြန်သဖြင့်ဖျားเจ้าအနေဖြင့်ကြီးများနေ၍မဖြစ်တော့ဘဲလက်ခံလိုက်ရသည်။နောက်ပိုင်း6လအကြာတွင် နှစ်ချင်းခရီးရန်ဘာသာဝင်များတအူးတလီမြမရှိတော့၍ဖះเจ้าအောင်နာမည်အစ်စ်ပေးလာခဲ့သည်